တရုတ်လူမျိုးနှစ်ဦးကိုအရှေ့ယူကရိန်းမှာရုရှားဘက်ကနေစစ်တိုက်ပေးနေတုံဖမ်းမိတယ်ဆိုတဲ့သတင်းကထွက်ပေါ်လာခဲ့ပါတယ်။ဒါကတကယ့်ကိုကြောက်စရာကောင်းတဲ့ဖြစ်ရပါ။ဒီလိုဖြစ်ရမျိုးကတရုတ်နဲ့ပူတင်ရဲ့ကြားနှစ်နိုင်ငံအစိုးရတွေဝန်ခံထားတာထက်ပုံတနေတဲ့ဆက်နွယ်မှုရှိနေတယ်ဆိုတဲ့အထင်ရှားဆုံးသက်သေလို့ဆိုရမှာပါ။ဧပြီလ၈ရက်နေ့မှာ Rider သတင်းဌာနကယူကရိန်းတပ်တွေရဲ့ထူးဆန်းတဲ့ဖမ်းဆီးမှုတစ်ခုအကြောင်းပထမဆုံးသတင်းထုတ်ပြန်ခဲ့ပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီက အရှေ့ယူကရိန်းမှာရုရှားနိုင်ငံသားတွေနဲ့တူတိုက်ခိုက်နေတဲ့တရုတ်နိုင်ငံသားနှစ်ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ဒီဖြစ်ရပ်တစ်ခုတည်းကရင်စိုးရိမ်စရာကောင်းနေပါပြီ။အရှေ့ယူကရိန်းမှာရှိတဲ့ Donetsk ဒေသဟာ2024ကနေ2025အထိပူတင်ရဲ့စစ်ရေးအင်အားအများဆုံးစိုက်ထုတ်ထားတဲ့နေရာဖြစ်ပါတယ်။ Donbas ရဲ့ဒစိမ့်တပိတ်ဒစိမ့်တပိုင်းဖြစ်တဲ့ Donetsk ဟာရုရှားကောင်းဆောင်အတွက်အရေးပါတဲ့အကြောင်းရင်းတွေရှိပါတယ်။ဒီဒေသဟာယူကရိန်းရဲ့အကြီးဆုံးတန်မဏိနဲ့ကြောင်ပြီးသွေးထုတ်လို့ရနေရာဖြစ်ပြီး ်ပူတင်ကရုရှားအတွက်ဒီပစ္စည်းနှမျိုးစလုံးကိုလိုချင်နေတာပါ။ကြောင်မီးသွေးနှမျိုးတဲ့အတွက်ပဲ Donetsk မှာကြောင်မီးသွေးမိုင်း20ရှိပြီးအဲ့ဒီထဲက15ခုကနိုင်ငံပိုင်ဖြစ်ပါတယ်။တစ်နှစ်ကိုကြောင်မီးသွေး17.4တန်းတန်လောက်ထုတ်လုပ်နိုင်ပါတယ်။အခုချိန်မှာကြောင်မီးသွေးတန်းတန်ကဒေါ်လာ100လောက်ရှိပါတယ်။ပူတင်က Donetsk ကိုသိမ်းယူပြီးရုရှားထိန်းချုပ်မှုအောက်ရောက်အောင်လုပ်နိုင်ရင် ဒီဒေတာရဲ့ចောင်ပြီးသေးလုပ်ငန်းကရုရှားစီးပွားရေးကိုတစ်နှစ်ကိုဒေါ်လာ1.16ဘီလီယံလောက်အထောက်အကူဖြစ်စေမှာပါစီးပွားရေးရအရေးပါတဲ့ပြင်တရုတ်လာသာစားစစ်သားတွေဖမ်းမိတဲ့အရှေ့ယူကရိန်းဒေတာကပူတင်အတွက်ရအရေးကြီးတဲ့အကြောင်းရင်းတွေရှိပါသေးတယ်ဒွန်ဘတ်ဒေတာမှာရုရှားစကားပြောတဲ့လူကြီးရဲ့အများစုနေထိုင်ပြီးအရင်နှောင်းကလည်းယူကရိန်းကိုပုံကန်ခဲ့ပူပါတယ်2014ခုနှစ်မှာပူတင်ကယူကရိန်းကိုစတင်တိုက်ခိုက်တဲ့အခါဒွန်ဘတ်ဒေတာကလူတွေက သူ့ကိုယူကရိန်းအရှေ့ပိုင်းကို သိမ်းယူဖို့နဲ့ခရိုင်းမီးယားကိုသိမ်းယူဖို့အခြေအနေဖန်တီးပေးခဲ့ကြတာပါဒီဒေတာမှာရှိတဲ့ရုရှားရဲ့ project တွေက Donetsk နဲ့ Luhansk မှာလူထုသမ္မတနိုင်ငံဆိုပြီးဖန်တီးခဲ့ကြပါတယ်ဒါပေမဲ့2014ခုနှစ်ကနေစပြီးအများကြီးပြောင်းလဲသွားပါပြီ Donetsk နဲ့ Luhansk တို့ဟာ Ukraine ထိန်းချုပ်မှုအောက်ကိုပြန်ရောက်သွားပြီးရုရှားရဲ့အော်ဒါလွှမ်းမိုးမှုကလည်းအရင်လောက်မရှိတော့ပါဘူး BBC ရဲ့ဖော်ပြချက်အရ ယူကရိန်းစစ်ပွဲစတင်ပြီးမကြာခင်မှာပဲဒီဒေသကလူတွေရဲ့82%ရာဂိုင်းတုန်းကရုရှားကောင်းကောင်ကိုမနှိမ့်မြုပ်ပဲသဘောထားရှိလာခဲ့ပြီးအရှေ့ယူကရိန်းမှာစစ်မစတင်စတင်မတိုက်ခိုက်ခင်ကလေးကဒီအချိန်နေမတိုးတက်ခဲ့ပါဘူးဒါပေမဲ့ပူတင်ကဒွန်ညက်စ်မှာတရုတ်စစ်သားတွေကိုဘာကြောင့်တုံးနေကြလဲဆိုတာရှင်းနေပါတယ်သူကဒီဒေသကိုလိုချင်နေတာပါဒီဒေသဟာရုရှားအတွက်သင်္ကေတဆန်တဲ့အရေးပါမှုနဲ့စီးပွားရေးအရေးပါမှုတွေရှိနေလို့ပါ ူတင်ကအရှေ့ယူကရိန်းကိုသိမ်းယူဖို့နဲ့ထိန်းချုပ်ထားဖို့တူတက်နိုင်သမျှအရာရာကိုလုပ်နေတယ်ဆိုတဲ့သဘောပါတရုတ်စစ်သားတွေအကြောင်းပြန်ပြောရရင်ဇယ်လန်စကီးကယူကရိန်းတပ်တွေဟာသူတို့စီမားရှိတဲ့အထောက်အထားတွေနဲ့ဒီလူရီရဲ့မူလနိုင်ငံကိုအတီးပြုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်ဒီအထောက်အထားတွေထဲမှာမှတ်ပုံတင်ကတ်တွေဘဏ်ကတ်တွေနဲ့တရုတ်နိုင်ငံသားတွေဖြစ်ကြောင်းသက်သေပြနိုင်တဲ့အခြားကိုယ်ရေးကိုယ်တာအချက်လက်တွေပါဝင်နေပါတယ်ပို့ဆိုတာကဇယ်လန်စကီးကဒီတရုတ်စစ်သားနှစ်ဦးတည်းမဟုတ်ပဲ ူနိုင်ငံထဲမှာတာဝန်ထမ်းဆောင်နေတဲ့တရုတ်စစ်သားတွေအများကြီးရှိနေသေးတယ်လို့ယုံကြည်နေပါတယ်။ကျွန်တော်တို့မှာတိမ့်ပိုက်သူတပ်တွေထဲမှာတရုတ်နိုင်ငံသားတွေအများကြီးရှိနေသေးတယ်ဆိုတဲ့သတင်းရှိပါတယ်လို့ဇလန်စကီက Telegram လူမှုကွန်ရက်ပေါ်မှာကြေညာခဲ့ပါတယ်။အခုချိန်မှာအချက်အလက်အလုံးကိုရှာဖွေနေပါတယ်။ကျွန်တော်ကယူကရိန်းနိုင်ငံသားရဲ့ဝင်ကြီးကိုချက်ချင်းဆက်သွယ်ပြီးပေကျင်းကဒီကိစ္စကိုဘယ်လိုတုံ့ပြန်မလဲဆိုတာရှာဖွေဖို့အမိန့်ပေးထားပါတယ်။အခုချိန်မှာတော့ဒီဖမ်းမိသွားတဲ့စစ်သားတွေက ပူတင်ရဲ့စစ်တပ်အတွက်လာသာစားစစ်သားတွေအဖြစ်လောက်ကင်နေတဲ့တရုတ်နိုင်ငံသားတွေလားဒါမှမဟုတ်တရုတ်စစ်တပ်ရဲ့တစိတ်တပိုင်းလားဆိုတာမရှင်းလင်းသေးပါဘူး CNN ရဲ့သတင်းအရအနောက်နိုင်ငံရာရှိတွေကဖမ်းမိသွားတဲ့စစ်သားနှစ်ဦးစလုံးမှာအစိုးရကပံ့ပိုးမှုရဲ့တပ်တွေအထောက်အထားမတွေ့ရဘူးလို့ဆိုပါတယ်ဒါကသူတို့ဟာပူတင်ကိုတိုက်ခိုက်ဖို့ငွေကြေးရယူတဲ့လူတွေကတဆုဖြစ်နိုင်တယ်လို့ညွှန်းဆိုနေပါတယ်ဒီအချက်ကဇယ်လန်စကီးကိုပိုပြီးစိုးရိမ်စေနိုင်ပါတယ် ။ဘာလို့လဲဆိုတော့မကြာသေးငယ်ကဖမ်းပြီးတဲ့ဖြစ်ရတွေဟာတရုတ်စစ်သားတွေရုရှားဘက်ကနေတိုက်ခိုက်နေတာကိုပထမဆုံးတွေ့ရှိရတာမဟုတ်လို့ပါပဲ။ဥပမာအနေနဲ့ Fing လို့ခေါ်တဲ့လူတအုပ်ကိုကြည့်ပါ။ဒီဖြစ်ရမတိုင်ခင်နှစ်ရက်လိုမှာပဲယူကရိန်းကတရုတ်လက်သားစစ်သားနှစ်ဦးကိုဖမ်းပြီးကြောင်းကြေညာခဲ့ပါတယ်။ Lamon သတင်းဌာနက Fings လို့ခေါ်တဲ့ပူတင်တပ်မတော်အတွက်တိုက်ခိုက်နေတဲ့အခြားတရုတ်လက်သားစစ်သားအကြောင်းရေးသားဖော်ပြခဲ့ပါတယ်။ Fings က ယူကရိန်းစစ်မြေပြင်ကိုမြည်တို့မြေပုံရောက်ရှိလာခဲ့တဲ့ဆိုတာသေချာမသိမသေချာပေမဲ့အရင်ကထရက်ကားမောင်းသမားနဲ့စွန်လာကန်သမားတို့ဖြစ်ခဲ့ဘူးတယ်လို့ဆိုပါတယ်။သူ့ဆုံးဖြတ်ချက်မှာနိုင်ငံရေးဆန်တဲ့အကြောင်းရင်းမရှိဘဲဘယ်နေရာကိုမဆိုသွားဘူးပဲဖြစ်တယ်လို့ဆိုပါတယ်။အသက်38နှစ်ရှိတဲ့ဒီစစ်သားကလမ်မွန်ကိုပြောပြခဲ့တာပါ။အခုချိန်မှာတရုတ်နိုင်ငံကိုပြန်ရောက်နေတဲ့ Fins က2023ခုနှစ်ဇူလိုင်လမှာပထမဆုံးပီကင်းကိုသွားပြီးမော်စကိုကိုရောက်သွားတဲ့လေယာဉ်စီးရတယ်လို့ရှင်းပြခဲ့ပါတယ်။ လာမိုနီရဲ့ဖော်ပြချက်အရလူမှုကွန်ရက်ပလက်ဖောင်းတွေမှာသူတည်တနာလုပ်ကြည့်တဲ့အခါယူကရိန်းမှာရှိနေကြောင်းဓာတ်ပုံသက်သေတွေပြသထားတဲ့တရုတ်နိုင်ငံသား40လောက်ရဲ့အကောင့်တွေကိုတွေ့ရှိခဲ့ရပါတယ်။ Fins ကိုရိုင်းကလည်းရုရှားစစ်တပ်မှာရှိနေတဲ့အတွင်းမှာသူ့နိုင်ငံသား9ယောက်ကိုတွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။ဒီရေအတွက်တွေကဇယ်လန်စကီးရဲ့ပြောဆိုချက်ကိုအတည်ပြုနေပါတယ်။မကြသေးခင်ကဖမ်းမိတဲ့တရုတ်လက်သားစစ်သားနှစ်ဦးထက်ပိုများတဲ့အရေးအတွက်ရှိနေတယ်ဆိုတဲ့အချက်ပါ။ fence ရဲ့ဖြစ်ရမှာမပြောစရာအဆုံးသတ်ရှိခဲ့ပါတယ်။ရုရှားစစ်သားများသောလိုပဲ fence ဟာ drone တိုက်ခိုက်မှုတစ်ခုမှာပါသွားခဲ့ရပါတယ်။သူကံကောင်းတဲ့သူတယောက်ဖြစ်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုမှာအသက်ရှင်ကျန်ခဲ့လို့ရုရှားစစ်စေးရေးစေးုံမှာအချိန်အများစုကုန်ဆုံးခဲ့ရပါတယ်။ဒါပေမဲ့သူဒီလိုလုပ်နေစမှာလစာများများရခဲ့ပါတယ်။ပူတင်အတွက်တိုက်ခိုက်ရမှာတစ်လကိုဒေါ်လာ2000ကျော်ရတယ်လို့ဆိုပါတယ်။2023ခုနှစ်မှာတာမန်တရုတ်နိုင်ငံသားတို့ရဲ့ပြည်ပြောင်းဝင်ငွေက တလ1380ဒေါ်လာလောက်ပဲရှိတာနဲ့ဆိုင်ရင်ဒီပမာဏကပိုများပါတယ်ဒီလိုလာတာများများရတာကြောင့်တရုတ်စစ်သားတွေပူတင်ရဲ့စစ်ပွဲမှာပါဝင်တိုက်ခိုက်နေကြတာဖြစ်ပါတယ်သူတို့မှာရုရှားကောင်းဆောင်တဲ့နိုင်ငံရေးအရာတစ္ဆာရှိမှုမရှိပါဘူး Finns အပါဝင်အများအပြားကယူကရိန်းစစ်ပွဲကိုအပိုဝင်ွေရဖို့နီးလန်းတစ်ခုအနေနဲ့မြင်ကြပြီးသူတို့ဘယ်တော့မှမမြင်ဘူးတဲ့ကမ္ဘာအစိတ်ပိုင်းတစ်ခုကိုလည်းမြင်တွေ့နိုင်တယ်လို့ယူဆကြပါတယ် ဒီနောက်ဆုံးအကြောင်းရင်းတွေကြောင့်တိုက်ခိုက်နေတဲ့သူတွေအတွက်တော့သူတို့စိတ်ကူးထားတာထက်ပိုဆိုးတဲ့အဆုံးသက်ဖြစ်လေရှိပါတယ်။ Fins က drone တိုက်ခိုက်မှုနီးပါးတေလူမျိုးပါ ဖြစ်ခဲ့တဲ့အချိန်မှာဒီအချက်ကိုသိရှိခဲ့ရပါတယ်။အခုဆိုရင်တရုတ်လာလာစားစစ်သားနှစ်ဦးကဒီသင်ကန်းလာကိုတင်ယူနေရပါပြီ။သူတို့ကယူကရိန်းစစ်တပ်ထောင်ထဲမှာဒုက္ခရောက်နေကြပါတယ်။ဒါပေမဲ့ Fins နဲ့ဖမ်းမိသွားတဲ့စစ်သားနှစ်ဦးဟာတမူထူးခြားနေတာမဟုတ်ပါဘူး။၂၀၂၄ခုနှစ်မတ်လတုန်းက Newsweek ကလည်းရုရှားဘက်ကနေတိုက်ခိုက်နေတဲ့တရုတ်လက္ခဏာစစ်သားတွေကိုတွေ့မြင်ရကြောင်းဖော်ပြခဲ့မှုပါတယ်။ Pavlik Gatskin လို့ခေါ်တဲ့ရုရှားစစ်ဘလော့ဂါတဦးကမျှဝေခဲ့တဲ့ဗီဒီယိုထဲမှာဇပွဲတစ်ခုမှာမျက်နှာချင်းတိုင်းထိုင်နေတဲ့ယောက်ျားနှစ်ဦးကိုတွေ့ရပါတယ်။တယောက်ကရုရှားစကားပြောပြီးအခြားတစ်ယောက်ကတရုတ်စကားပြောနေတာကိုတွေ့ရပါတယ်။သူတို့နှစ်ဦးဟာ electronic ဘာသာပြန်ဆက်တစ်ခုကိုအသုံးပြုပြီးအချင်းချင်းဆက်သွယ်နိုင်ကြပါတယ်။ ဒါကပူတင်တပ်တွေရဲ့အဆင့်အတွင်းမှာဘာသာစကားအခက်အခဲကိုဖြေရှင်းဖို့စမ်းသစ်တဲ့နည်းလမ်းတွေရှာဖွေနေတယ်ဆိုတာကိုပြသနေပါတယ်။ပူဆိုတာကကတ်စကင်းရိုက်ကူးခဲ့တဲ့တရုတ်စစ်သားတဦးတည်းမဟုတ်ပဲနောက်ထပ်ရှိနေသေးတယ်ဆိုတဲ့အချက်ပါ။ဒီဘလော့ဂါရဲ့ရှင်းပြချက်အရပီးရဲ့နာရှကာခရိုင်မှာရှိတဲ့တရုတ်တပ်ဖွဲ့ဟာတဖြည်းဖြည်းကြီးထွားလာနေပါတယ်။တရုတ်တွေအဆက်မပြတ်ရောက်ရှိလာနေပါတယ်။ကျွန်တော်တို့ရဲ့တရုတ်ညီကိုတွေလည်းတပ်ဖွဲ့တစ်ခုလုံးနဲ့ရောက်ရှိလာပါပြီလို့ဆိုပါတယ်။ ဒီအချက်ကလမ်မွန်ဌာနရဲ့တရုတ်လသာစာစစ်သား40ဆိုတဲ့အရေးအတွက်ထပ်ပိုများနေတယ်ဆိုတာကိုညွှန်းဆိုနေပါတယ်။ရုရှားဟာနိုင်ငံထဲရောက်ရှိလာတဲ့လသာစာစစ်သားတွေနဲ့အပြည့်အစုံတပ်ဖွဲ့တွေဖွဲ့စည်းနေပါတယ်။ Newsweek ရဲ့သတင်းကဇယ်လန်စကီးရဲ့မကြသေးခင်ကပြောဆိုချက်တွေကိုအတည်ပြုနေပါတယ်။အဲဒါကရုရှားစစ်တပ်ထဲမှာတရုတ်နိုင်ငံသားတွေအများကြီးတိုက်ခိုက်နေတယ်ဆိုတဲ့အချက်ပါ။အခုမေကွန်းကရိုးရှင်းပါတယ်။ယူကရိန်းရဲ့တုံ့ပြန်မှုကဘာလဲ။ ဇယ်လန်စကီးကပူတင်ရဲ့တရုတ်နဲ့အခြားနိုင်ငံတွေကလာစာစားစစ်သားတွေကိုအသုံးပြုမှုကိုကန့်ကွက်ခဲ့ပါတယ်။သူ့ရဲ့ Telegram ကြေညာချက်မှာရုရှားရဲ့တရုတ်ကိုဒီဥရောပစစ်ပွဲမှာတိုက်ရိုက်ဖြစ်စေ၊သွေးဝိုက်ပြီးဖြစ်စေပါဝင်စေတာကပူတင်ဟာစစ်ပွဲကိုရပ်တန့်ဖို့ကလွဲလို့အရာအလုံးလုပ်နေတယ်ဆိုတဲ့ရှင်းလင်းတဲ့အချက်ပြမှုပါလို့ရေးသားခဲ့ပါတယ်။ဇယ်လန်စကီးကပူတင်ဟာစစ်ပွဲကိုဆက်လက်တိုက်ခိုက်ဖို့နီးလန်းတွေရှာနေတယ်လို့ဆိုပါတယ်။သူပြောတာမှားမနေပါဘူး။ ူတင်ကလာသာစားစစ်သားတွေထက်ရှာနေတာဒါမှမဟုတ်စစ်ပွဲရတဲ့မှုညှင်းဆန်နေတာနှစ်ခုစလုံးမှာပါနောက်ဆုံးကိစ္စမှာတော့ယူကရိန်းနဲ့ရုရှားဟာ2024ခုနှစ်မတ်လအလယ်ကတည်းကအမေရိကန်ပါဝင်နေတဲ့စစ်ပင်ရင်းရင်းညှိနှိုင်းမှုတွေမှာပါဝင်နေကြပါတယ်အစပိုင်းမှာယူကရိန်းကစစ်မြေပြင်အားလုံးမှာ30ရက်ကြာအပြည့်အဝစစ်ပင်ရင်းရင်းအဆိုပြုခဲ့ပြီးမဲ့ပူတင်ကညှင်းဆန်ခဲ့ပါတယ်အဲ့ဒီအစားဆွမ်းရင်အခြေခံအဆောက်အုံတွေကိုတိုက်ခိုက်မှုရပ်တန့်မှုနဲ့နောက်ပိုင်းမှာပင်လယ်နက်မှာရပ်တန့်မှုအဆူပြုခဲ့ပါတယ်။ ဒါပေမဲ့ဒီစစ်ပင်ရေးနှစ်ခုစလုံးအကောင့်ထဲမပေါ်ခဲ့ပါဘူး။ဒီအစားပူတင်ကအမေရိကန်ကယူကရိန်းအကြက်တဲရဲ့အရင်းခံအကြောင်းရင်းကိုဖြေရှင်းပေးချိန်ဒီစစ်ပွဲကိုမရက်ဘူးလို့အဆက်မပြတ်ပြောဆိုနေပါတယ်။ဒါကပူတင်အတွက်လက်တွေ့မကျတဲ့တောင်းဆိုမှုပါ။အကြက်တဲရဲ့အရင်းခံအကြောင်းရင်းကယူကရိန်းနိုင်ငံရဲ့တည်ရှိမှုကိုနိုင်ပါ။အမေရိကန်ရောယူကရိန်းမှာနိုင်ငံအချုပ်အခြာအာဏာဆုံးရှုံးမှုကိုလက်မခံနိုင်ပါဘူး။ စစ်ပွဲကိုရပ်တန့်ဖို့ဆိုရင်ပူတင်ဟာမဖြစ်နိုင်တဲ့တောင်းဆိုချက်တွေနဲ့စစ်ပွဲကိုဆက်လက်တိုက်ခိုက်ဖို့ဖိအားပေးနေတာပါ။2025ခုနှစ်အထိတရုတ်လသားစစ်သားတွေငှားရမ်းနေသေးတယ်ဆိုတဲ့အချက်ကပူတင်ဟာစစ်ပွဲကိုဘယ်တော့မှရပ်မဲ့သဘောမရှိဘူးဆိုတာအတွက်သက်သေပါပဲ။နိုင်ငံသားလသားစစ်သားတွေနဲ့ပတ်သက်ရင်ပူတင်ဟာယူကရိန်းကျူးကျော်စစ်တပ်လျှောက်လုံးသူတို့ကိုကြကြပြတ်ပြတ်အုံပြုခဲ့ပါတယ်။စစ်ပွဲတစ်လျှောက်စီရင်ခံတာတွေအရပူတင်ဟာကမ္ဘာအနှံ့ကလူတွေကိုငှားရမ်းနေတယ်လို့ဆိုပါတယ်။ Atlantic Council အဖွဲ့ရဲ့အဆိုအရဟူဒီတွေကယီမင်လက်စားစားစစ်သားယာနဲ့ချီပေးခဲ့ပါတယ်။2025ခုနှစ် match လမှာ Radio Free Europe က GRU ရာရှိဖြစ်လုတ်ကင်နေတဲ့ဆာဗီယာလက်စားစားစစ်သားတဦးကြောင်းစစ်ရေးလျှို့ဝှက်ချက်ပေါက်ကြားမှုကိုဖော်ပြခဲ့ပါတယ်။2024ခုနှစ်မှာ Euromedian Press ကလည်းရုရှားဟာ Syria, India နဲ့ကျူဘာအပါအဝင်နိုင်ငံပေါင်း22နိုင်ငံကလက်စားစစ်သားတွေကိုငှားရမ်းနေတယ်လို့ဖော်ပြခဲ့ပါတယ်။ ဒါတွေအားလုံးကိုမပြောသေးတာကမြောက်ကိုရီးယားနဲ့ရုရှားရဲ့ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ပါဒီသဘောတူညီချက်ကြောင့်ပူတင်ဟာမြောက်ကိုရီးယားစစ်သား12000အထိရရှိခဲ့ပြီးခါကစ်မှာယူကရိန်းကိုတိုက်ခိုက်ဖို့အင်အားချိနဲ့နေတဲ့တပ်တွေကိုချက်ချင်းအကူအညီပေးခဲ့ပါတယ်ဒီမြောက်ကိုရီးယားစစ်သားတွေကပူတင်ရဲ့အခြားလာသာစားစစ်သားတွေနဲ့မတူပါဘူးသူတို့ကိုငွေကြေးနဲ့ဝယ်ယူထားတာမဟုတ်ပဲရုရှားကမြောက်ကိုရီးယားအစိုးရကိုပဲငွေပေးပြီးမြောက်ကိုရီးယားစစ်တပ်ရဲ့တပ်သားတွေကိုရယူထားတာပါ အဓိကချက်ကတော့ပူတင်ဟာအင်အားနည်းနေတဲ့သူ့တပ်တွေကိုပြန်လည်အားဖြည့်ဖို့ဘယ်နေရာကမှဆိုစစ်သားတွေယူသွားမယ်ဆိုတာပါပဲယူကရိန်းဖမ်းမိထားတဲ့တရုတ်လားဗာစာစစ်သားနှုတ်မှလည်းဒီအတိုင်းဖြစ်နေပါတယ်ဇယ်လန်စကီကတော့အဖြေလိုချင်နေပါတယ်နိုင်ငံသားရေးဝန်ကြီးအန်ဒရီရှီဗာကဧပြီလ10ရက်နေ့မှာယူကရိန်းမှာရှိတဲ့တရုတ်တန်ရုံတာဝန်ခံကိုခေါ်ယူပြီးဒီအချက်ကိုရှုတ်ချကရှင်းလင်းချက်တောင်းဆိုခဲ့ပါတယ်ဇယ်လန်စကီကတရုတ်အစိုးရကိုတုံ့ပြန်ဖို့တောင်းဆိုခဲ့တာက ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ဒိုက်ရိုက်သက်သေအချို့ရဲ့ပထမဆုံးအစိတ်ပိုင်းဖြစ်နေပါဗျ။ပူတင်ဟာသူ့နိုင်ငံသားတွေကိုကျူးကျော်စစ်မှာအသုံးပြုနေရဲဆိုတဲ့သက်သေတွေ့ရပါပြီ။တရုတ်နဲ့ရုရှားနိုင်ငံရဲ့ဝင်ကြီးဌာနတွေကလည်း CNN ရဲ့ထောက်ခံမေးမြန်းမှုကိုဘာမှပြန်မကြားခဲ့ပါဘူး။ဒါကနှစ်နိုင်ငံစလုံးကဒီဖြစ်ရပ်လေးကိုမီးမောင်းထိုးမပြခြင်းပဲဖုံးကွယ်ပြဖို့မျှော်လင့်နေတယ်လို့ညွှန်းဆိုနေပါဗျ။ဒါပေမဲ့အချက်တစ်ခုကိုတော့မပြောင်းလဲစေနိုင်ပါဘူး။ တရုတ်နိုင်ငံသားတအူးဟာအခုဆိုရင်ရုရှားဘက်ကနေတိုက်ခိုက်နေရင်ဖမ်းမိပြီးယူကရိန်းထောင်ထဲမှာရှိနေပါပြီ။ဒါဆိုရှင်းနေတဲ့မေးခွန်းတစ်ခုပေါ်လာတယ်။ဒီဖြစ်ရပ်ကတရုတ်ကယူကရိန်းစစ်ပွဲမှာရုရှားကိုထောက်ခံနေတယ်လို့ဆိုလို့လား။ဟုတ်တယ်လို့လည်းပြောလို့ရတယ်လို့မဟုတ်ဘူးလို့လည်းပြောလို့ရပါတယ်။အခြေအနေကရှုပ်ထွေးနေပါတယ်။အရင်တုန်းကတရုတ်ကသူ့နိုင်ငံသားတွေကိုတရုတ်နဲ့တိုက်ရိုက်မသက်ဆိုင်တဲ့ဘယ်စစ်ပွဲမှမဆိုပါဝင်မတိုက်ခိုက်ဖို့တတိပေးခဲ့ပူပါတယ်။ CNN ရဲ့ဖော်ပြချက်အရ2024ခုနှစ်ဇန်နဝါရီလမှာလူမှုကွန်ရက်ပေါ်ကတရုတ်သတိပေးချက်တစ်ခုမှာဘဲပုံသံမဆိုပဋိပက္ခတွေမှာမပါဝင်ပါနဲ့အထူးသဖြင့်ဘဲဘက်အဖွဲ့ရဲ့စည်ရေးလုပ်ငန်းတွေမှာမှမပါဝင်ပါနဲ့လို့ရေးထားတာတွေ့ရပါတယ်ဒါကပူတင်ရဲ့လာသာစားစစ်သားဖြစ်ဖို့စိတ်ကူးရှိသူတိုင်းကိုရည်ညွှန်းတဲ့အတော်ရှင်းတဲ့သတိပေးချက်ပါပဲတရုတ်ကသူ့နိုင်ငံသားတွေယူကရိန်းကိုတိုက်ခိုက်မှာကိုမလိုလားပါဘူးအထူးသဖြင့်အခုလိုမျိုးသူတို့နိုင်ငံသားတွေစစ်မြေပြင်မှာတွေ့ရတဲ့အခါ ။ပူတင်နဲ့တရုတ်ရဲ့တကယ်ဆက်ဆံရေးအကြောင်းအစိုးမြင်မိကွန်းတွေကြုံရမှာဆိုလိုပါ။ဒါကြောင့်ယူကရိန်းမှာတွေ့ရတဲ့တရုတ်စစ်သားတွေဟာတရုတ်စစ်တပ်ရဲ့အမိန့်နဲ့မဟုတ်ဘဲသူတို့ဆန္ဒလျောက်တွားနေကြတာဖြစ်နိုင်ပါတယ်။2024ခုနှစ်ဩဂုတ်လတုန်းကတရုတ်ကနိုင်ငံပေါင်း130ကျော်ထောက်ခံတဲ့ငြိမ်းချမ်းရေးအစီအစဉ်တစ်ခုရေးဆွဲပြီးပြီလို့ကြေညာခဲ့ပါတယ်။အဲဒီအစီအစဉ်မှာအချက်6ချက်ပါဝင်ပြီးပဋိပက္ခတိုးပွားတည်တဲ့လုပ်ရက်တွေရှောင်ရှားဖို့နဲ့ နှစ်ဖက်ညီတဲ့ဆွေးနွေးမှုဖြစ်စေမဲ့အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးညီလာခံတစ်ခုကျင်းပဖို့ပါဝင်ပါတယ်။တရုတ်နိုင်ငံဟာနျူကလ িয়ার အဆင့်မြင့်တင်မှုကိုတားဆီးဖို့နဲ့နျူကလ িয়ার စွမ်းအင်ဌာနတွေကိုတိုက်ခိုက်မှုတွေကိုကန့်ကွက်ဖို့ဖြစ်နိုင်သမျှကြိုးစားမှုတွေလုပ်ဖို့လည်းတောင်းဆိုခဲ့ပါတယ်။ဒါ့ပေမဲ့ဒီစီဇန်မှာအသေးစိတ်အချက်လက်တွေမပါဝင်ပါဘူး။ဥပမာတရုတ်ကဘရာဇီးနဲ့အတူဒီစာရန်ကိုထုတ်ပြန်ခဲ့တယ်ဆိုပေမဲ့အခြားပယ်နိုင်ငံတွေကဒီစီဇန်ကိုထောက်ခံခဲ့တယ်ဆိုတာမပေါ်ပြခဲ့ပါဘူး။ နိုင်ငံပေါင်း130ကပဲထောက်ခံတယ်လို့ပြောခဲ့တာပါ။ဒါ့အပြင်အချက်6ချက်မှာယူကရိန်းနိုင်ငံအကြောင်းလုံးဝမဖော်ပြထားတာကြောင့်ပူတင်အနေနဲ့ရုရှားသိမ်းပိုက်ထားတဲ့ယူကရိန်းနိုင်ငံတွေကိုဆက်ထိန်းထားဖို့အခွင့်အလမ်းရသွားစီပါတယ်။ဒီအစည်းအဝေးကဘာမှအကျိုးမရှိခဲ့ပေမဲ့တရုတ်ကသူ့သဘောထားကို2024ခုနှစ်ဧပြီလ1ရက်နေ့မှာပါထပ်ပြောခဲ့ပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးကရုရှားနိုင်ငံပိုင်မီဒီယာကိုတရုတ်ကအမေရိကန်ဥဆောင်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တိဆောင်းမှုဆိုင်ရာအခန်းကဏ္ဍကနေပါဝင်ဖို့ရည်ရွယ်ထားတယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဝန်ကြီးဒီပြောဆိုချက်တွေကိုရုရှားနိုင်ငံသားရဲ့ဝန်ကြီးစာကီလာဖရော့နဲ့တွေ့ဆုံတယ်မှာပြောခဲ့တာဖြစ်ပြီးနှစ်ဦးစလုံးကတရုတ်ရုရှားပူးပေါင်းဆောင်ရွက်မှုကိုအတိအမှတ်ပြုခဲ့တာကြောင့်ယူကရိန်းအနေနဲ့တရုတ်ရဲ့တကယ့်ရည်ရွယ်ချက်ကိုမေးခွန်းထုတ်စရာဖြစ်စေပါတယ်။အခုဆိုရင်ယူကရိန်းကပူတင်တပ်တွေဘက်ကနေတိုက်ခိုက်နေတဲ့တရုတ်နိုင်ငံသားနှစ်ဦးကိုဖမ်းမိထားတာကြောင့်ဒီမေးခွန်းတွေကပိုကျေလောင်လာပါတယ်။ တရုတ်ရဲ့အပြတ်အသတ်မရှိရေးကြေညာချက်တွေနဲ့ငြိမ်းချမ်းရေးအစီအစဉ်တွေရှိပေမဲ့တရုတ်ကရုရှားကိုထောက်ပံ့မှုတွေပိုလုပ်နေတယ်ဆိုတဲ့အထောက်အထားတွေအများကြီးရှိနေပါတယ်။ဥပမာတရုတ်ကအနောက်နိုင်ငံတွေနဲ့အတူပူတင်ရဲ့လုပ်ရက်တွေကိုရှုံချတာရုရှားကိုတန်ခတ်ရေးယူတာတွေမလုပ်ခဲ့ပါဘူး။ BRICS အဖွဲ့ကနေတဆင့်လဲတရုတ်နဲ့ရုရှားဟာချိတ်ဆက်နေပါတယ်။ပူတင်စစ်ဆတဲ့စကတဲ့ကစပြီးနှစ်နိုင်ငံကုန်သွယ်ရေးဟာတိုးတက်လာခဲ့ပြီး 2024မှာတွင်ဒေါ်လာ220 244.8ဘီလီယံအထိရှိလာခဲ့ပါတယ်။ဒါကစံချိန်တင်မြင့်တက်မှုဖြစ်ပြီးတရုတ်ကပူတင်နဲ့ဘလူနီနီကကလှုပ်လှုပ်ဖို့ဆန္ဒရှိနေတယ်ဆိုတာကိုပြသနေပါတယ်။အထူးသဖြင့်ဒီစစ်ပွဲကတရုတ်ကိုအကျိုးအမြတ်ရှိစေနေတဲ့အချိန်မှာပေါ့။ဒီကုံတရေကြီးကပဲတရုတ်နိုင်ငံဟာရုရှားဘက်ကနေတကယ့်ကိုလှုပ်ဆောင်နေတယ်ဆိုတဲ့အထင်ရှားဆုံးသက်တည်ပါပဲ။တပ်သားတွေပို့မပေးပေမဲ့အ ਨੇ ဆုံးတရုတ်စစ်တပ်ကတိုက်ရိုက်မပုတ်ဘူးဆိုရင်တော့ ပူတင်လိုအပ်နေတဲ့အရာတစ်ခုကိုတော့အများကြီးထောက်ပံ့ပေးနေပါဗျ။အဲ့ဒါက drone သုံးပစ္စည်းတွေပါ။ဒီပစ္စည်းတွေကအမြင်အတိုင်းပဲအရက်သုံးနဲ့စစ်သုံးနှစ်မျိုးစလုံးအတွက်အသုံးဝင်ပါတယ်။ The Guardian သတင်းဌာနရဲ့ဖော်ပြချက်အရဒီပစ္စည်းတွေထဲမှာ secretary တွေ micro electronic ပစ္စည်းတွေနဲ့တခြားနည်းပညာတွေပါဝင်ပြီးရုရှားကိုဒုံးကြီးလေရင်တင့်ကားနဲ့အခြားလက်လက်တွေထုတ်လုပ်ဖို့အထောက်အကူဖြစ်စေပါတယ်။2024ခုနှစ်မေလမှာ The Guardian ကိုအမည်မဖော်လိုတဲ့အကြီးတန်းအရာရှိတဦးကရုရှားဟာဆိုဗီယက်ခေတ်ကတည်းကအကြီးမားဆုံးနဲ့အမြန်ဆုံးကာဝေးရေးချဲ့ထွေမှုတွေလုပ်နေတယ်။ကျွန်တော်ရဲ့မြန်မာတော့ယူကရိန်းကိုထောက်ခံဖို့အရေးကြီးဆုံးအဆင့်ကတရုတ်နိုင်ငံကိုရုရှားရဲ့စစ်လုပ်ငန်းတွေမှာမပါဝင်ဖို့ဖြောင်းဖြားဖို့ပါပဲလို့ရှင်းပြခဲ့ပါတယ်။ဒီအရာရှိကရုရှားဟာတရုတ်ရဲ့အကူအညီမရှိရင်ဒီလိုစစ်ရေးချဲ့ထွေမှုတွေလုပ်ဖို့အခက်တွေ့မယ်လို့ဆိုပြီး 2023ခုနှစ်ရဲ့နောက်ဆုံး3လအတွင်းရုရှားသွင်းကို Micro Electronic ပစ္စည်းတွေရဲ့90%ရာခိုင်နှုန်းကတရုတ်ကနေလာတယ်လို့ဖြည့်စွက်ပြောခဲ့ပါတယ်2025ခုနှစ်ဇန်နဝါရီလနောက်ပိုင်းမှာတော့ American တရုတ်စီးပွားရေးနဲ့လုံခြုံရေးဆိုင်ရာပူးပေါင်းရေးအဖွဲ့ကတရုတ်ဟာရုရှားကို Antimony, Gallium နဲ့ Germanium လိုမျိုးအရေးကြီးတဲ့ရှားပါဓာတ်သတ္ထုတွေရောင်းချနေတယ်လို့ထုတ်ပြန်ခဲ့ပါတယ်ဒီဓာတ်သတ္ထု၃မျိုးစလုံးကိုဒုံးကျင်တဲ့ drone တွေထုတ်လို့ရမှာအသုံးပြုနိုင်ပါတယ် တကယ်တော့ဒီပစ္စည်းသုံးမျိုးစလုံးကိုတရုတ်နိုင်ငံက2024ခရစ်ကအမေရိကန်ကိုရောင်းချဖို့ငြင်းဆန်ထားတာပါ။ဒါဆိုယူကရိန်းကရုရှားဘက်ကနေတိုက်ခိုက်နေတဲ့တရုတ်စစ်သား2ဦးကိုဖမ်းမိတဲ့အခြေအနေနဲ့ဆိုရင်ဒါရီကဘာကြောင့်အရေးပါလာလဲ။တရုတ်ရဲ့ကုန်သွယ်ရေးလုံဆောင်ချက်တွေကသူတို့ရုရှားနဲ့ဆက်ဆံရေးမှာနှစ်ဖက်စကားပြောနေတယ်ဆိုတာကိုဖော်ပြနေပါတယ်။တစ်ဖက်မှာဆိုရင်တရုတ်ကငြင်းငြင်းရင်းနဲ့အပြတ်အသတ်မရှိရေးကိုဟောပြောပြီးယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ဘယ်သူနဲ့မဆိုပူးပေါင်းလုပ်ဆောင်မယ်လို့ကဘာကိုပြောနေပေမဲ့ အခြားတစ်ဖက်မှာတော့ပူတင်ကိုယူကရိန်းကိုထိခိုက်စေမဲ့လက်နက်တွေထုတ်လုပ်ဖို့လိုအပ်တဲ့ပစ္စည်းတွေရောင်းချနေပါတယ်။ဒီလိုမထင်ရှားတဲ့ပူးပေါင်းဆောင်ရွက်မှုကတရုတ်ကရုရှားကိုလာသာစားစစ်သားတွေရှာဖွေရမှာကူညီပေးနေတဲ့အထိကျေပြန့်နိုင်ပါတယ်။ဖမ်းမိထားတဲ့တရုတ်စစ်သားတွေကတရုတ်စစ်တပ်ကတိုက်ရိုက်မဟုတ်ရင်တော့သူတို့ဘယ်ကနေလေ့ကျင့်မှုရထားလဲဆိုတာကိုမေးခွန်းထုတ်စရာဖြစ်ပါတယ်။တရုတ်နဲ့ရုရှားရဲ့အခြားနေရာတွေမှာပူးပေါင်းဆောင်ရွက်နေမှုတွေကိုကြည့်ရင် တရုတ်ကပူတင်အတွက်လာသာစားစစ်သားတွေရှာဖွေပေးနေတာလည်းဖြစ်နိုင်ပါတယ်။ဒါ့ပြင်မဲ့ဒါကမှန်းဆချက်ပဲရှိပါသေးတယ်။ဒါ့ပြင်မဲ့ဒီတရုတ်လာသာစားစစ်သားတွေဖမ်းမိတဲ့ဖြစ်ရပ်ကတရုတ်နဲ့ရုရှားကြားပူးပေါင်းဆောင်ရွက်မှုရဲ့တကယ့်သဘောတဘာဝနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာမေးခွန်းတွေထုတ်စီပါတယ်။ RUSI Raya United Service Institute က2024ခုနှစ်ဇွန်လဆောင်းပါးတပုတ်မှာစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တခုကိုဖော်ပြခဲ့ပါတယ်။ပူတင်စစ်ဆတဲ့ ချိန်ကစပြီးတရုတ်ရုရှားပူးပေါင်းဆောင်ရွက်မှုကပုံမိုတိုးတက်လာပြီးမြန်ရုရှားကပူအားနေတဲ့အဖော်ဖြစ်နေတယ်လို့ဆိုပါတယ်တရုတ်ပစ္စည်းတွေနဲ့လာသာစားစစ်သားတွေပေါ်ရုရှားကပိုမိခိုနေရတာပါဒီရုရှားရဲ့အားနေချက်ကတရုတ်အတွက်အနာဂတ်မှာသူ့ရည်မှန်းချက်တွေအတွက်ရုရှားကိုအသုံးချဖို့ခွင့်လန်းဖြစ်စေနိုင်ပါတယ် RUSI ရဲ့အဆိုအရဒါကတရုတ်နဲ့ရုရှားကြားပူးပေါင်းဆောင်ရွက်မှုရဲ့တကယ့်သဘောတဘာဝကိုဖော်ပြနေပါတယ် ဒီတရုတ်စစ်သား၂ဦးဖမ်းမိတဲ့ဖြစ်ရပ်ကတရုတ်ဝန်ခံထားတာထက်ပိုနက်နဲတဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိနေတယ်ဆိုတာကိုဖော်ထုတ်လိုက်တာဖြစ်နိုင်ပါတယ်။တရုတ်သမ္မတရှီကျင်းဖင်အတွက်တော့ဒီအခြေအနေကသိပ်ပြီးစိတ်ဆိုးစရာမရှိပါဘူး။သူတည်ထားတာကဒါကသူ့ထက်ပူတင်အတွက်ပိုဆိုးတဲ့တဲ့ရင်ဖြစ်နေတယ်ဆိုတာပါ။တရုတ်သမ္မတကသူ့နိုင်ငံကဓာတ်ရိုက်စစ်သားမပေးဘူးလို့ဆက်ပြောနိုင်ပါသေးတယ်။ဒီလူတွေနဲ့ယူကရိန်းမှာတွေ့ရတဲ့အခြားတရုတ်နိုင်ငံသားတွေဟာ သူတို့ဆန္ဒလျောက်လှုပ်ဆောင်နေတဲ့လာဇာစားစစ်သားတွေပါလို့ဆိုပါမယ်။ဒါပေမဲ့ပူတင်ဘက်မှာတော့ရုရှားဟုတ်တဲ့စစ်သားတွေနဲ့တရုတ်ကနေသွင်းတဲ့ပစ္စည်းတွေပေါ်အလွန်မင်းမိခုံနေရတဲ့ခေါင်းဆောင်တအူးဖြစ်ပူထင်ရှားလာပါတယ်။ဒါဆိုယူကရိန်းမှာတရုတ်လက်သားစားစစ်သားတွေထပ်ဖမ်းမိတာတေဆုံးတာတွေပုံမြင်ရအောင်မလားဖြစ်နိုင်ပါတယ်။ဒီနှစ်ဦးဖမ်းမိတာကတရုတ်ပါဝင်ပတ်သက်မှုရဲ့ပထမဆုံးသက်သေမဟုတ်ပါဘူး။ဒါပေမဲ့တရုတ်ကသူ့ရဲ့ပါနေတဲ့ဂိမ်းကိုဆက်ကစားနိုင်အောင်ပါ။ ငြိမ်းချမ်းရေးလိုချင်တယ်ဆိုပြီးပြောနေရင်ပူတင်ရဲ့စစ်ပွဲကနေအကျိုးမြတ်ရှာနေသေးပါရုရှားကောင်းဆောင်ကို တရုတ်ကိုပူပူလိုအပ်အောင်လှည့်စားနေတာပါပူတင်ရဲ့လာသာစာစစ်သားတုံးမှုကပေါ်ပြနေတယ်ရုရှားရဲ့အာဏာချုပ်တွေကစစ်ပွဲအဆုံးမှာယူကရိန်းအတွက်အကျိုးရှိလာနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်